ျမရဲ့လူချင်းမင်းလေးများအားလုံးမင်္ဂလာပါရှင်။အကယ်၍သာအပိုင်း7မမကြီးကိုဖုန်းဆက်ပြီးတော့ဆယ်နာရီကျော်သွားပြီဖြစ်သည်။မမကြီးကဒီနေ့တော့စာအုပ်မဖတ်ပြပါ။ထို့ကြောင့်ဘာမှပြောစရာထွေထွေထူးထူးမရှိပေ။သို့တော်လည်းဖတ်ခဲ့သည့်ဝတ္ထုတွေနဲ့ကြည့်ခဲ့သည့်ရုပ်ရှင်တွေအကြောင်းဆွေးနွေးနေရတာနဲ့ပင်အချိန်ကကုန်မန်းမသိကုန်သွားပါသည်။ ိုရီးယားဇက်လန်တွေတပိုင်းကြည့်ပြီးတော့ည7:00နာရီခွဲ၍ထွေဤခက်ချစ်ကျဲခေါ်ရန်ကိုကြားရသည်။ကျမရောက်သွားတဲ့အခါထွေက မျက်နှာရှုံမဲ့နေသည်။ခိုင်းလာပါဦး။ခိုင်းငါလေးဘိုက်ကတအားနာနေတာ။ဘယ်နာနာလဲထွေ။ဝမ်ဘိုက်ဤအောက်ဘက်ညာဘက်အချမ်းကို ထွေကလက်ပြက်အုပ်ထားပါသည်။ဖယားရေထွေဘယ်ကရက်ကနာနေရလဲ။သမီးကိုဘာလို့နားတဲ့အကြောင်းမပြောရလဲ။ မနက်အိယာထခရရရင်ပဲဆက်ဆကျင်တော့ဘယ်ဘက်ကနာနေတာယာရီလာကန်နေဆိုတော့ယာရီကြောင့်နာတာလားဆိုပြီးမပြောတာအခုတော့ညာဘက်ကိုရွေ့လာတယ်ပူပူပြီးဆိုးလာတယ်ထွေကရှုံမဲ့မဲ့ဖြစ်ပြောပါသည်ကျမကောင်းထဲမှာထွေပြောရီအချက်အလက်တွေတန်းစီပြီးပေါ်လာသည်ဖြားသည် အန်သည် အစာအတော့ပြက်ပြီးဘိုင်းနာသည်ဖယားရီကျမတော်ဘာလို့မတွေးမိတာပါလဲဥတက်ရောက်လာတေချာလို့နေပါဖြစ်နေပါပြီ ထွေဘိုင်းနာတော့ဘာလို့အစိုးရကရံမပြောရလဲကျမစမ်းကြည့်မယ်နော်ဝမ်ဘိုက်ကိုပြေးပြေးချင်းစမ်းကြည့်ပြီးအဲ့ဒီညာဘက်အချမ်းရောက်တော့ကျမလက်ကိုဖိပြီးလွတ်လိုက်တဲ့အခါထွေကအာကနဲ့អော်ပါသည် ကျမထင်နေတာတေချာရောအောင်အာကိုတကြီးပြည့်မမကြီးကို ဖုန်းဆက်မိပါသည်မမကြီးကခဏကြာပြီးမှဖုန်းကိုင်းသည်အတန်ကအိတ်ချင်မှုရူလေတော့ဖြစ်နေသည် ခိုင်းဘာဖြစ်လို့လဲမမကြီးအိတ်နေလိုက် အားနာလိုက်တာဟိုတွေးလေဖျားပြီးအံ့နေတာအဲ့ဒါအခုညမှဘိုင်းနာတယ်လို့ပြောလာလို့ကျမအဗရာဒိုနဲ့တွေ့ကြရတော့ခုနှစ်ရှိရဲအဲ့ဒါဦးတက်ရောင်တာဟုတ်နေပြီမဟုတ်လားယဖိလို့လွတ်လိုက်နာရာရောရှိလားဟုတ်ရှိတယ်မမကြီးအိုးဒါဆိုရင်တော့စေးုံသွားတော့တို့လဲလာခဲ့မယ်အဲ့ဒီအခါကျမမမကြီးကိုတညလုံးအေးအေးပြက်စီတော့မိဖြစ်ကြောင်းကျမသိလိုက်ရသည် ထွေရီဥထက်ရောက်နေပြီတဲ့ခွဲမရမှာပေါက်သွားရင်မကောင်းထွေကနာလွန်းတစ်ပြည့်ဆောင်းတွင်ကြီးမှာပင်ချွေးရီဆိုလာပါသည်ပေပေနဲ့မေမေကိုနှိုးပြီးကားအမြန်ထုတ်ကားစေယုံသူဥတီရပါသည် ထွေရတော့ကားပေါ်မှာပို့၍နာလာတလို့ရှိသည်ပြင်ပလူနာဌာနကိုရောက်တော့တာဝန်ကျဆရာမကတေချာမင်းမြန်စံတက်ကစီစစ် တွေးဖောက်ပြီးတော့ဥဥတက်ရောင်လို့ခွဲရမည်ဟုဆိုသည် ျမတို့ခွဲစိတ်ဆောင်ကိုလိုက်သွားတဲ့အခါကျမမြင်ဘူးတိဆရာဝန်မတစ်ယောက်ကလာဆန်းပေးပါသည်ကျမတို့ရောက်ပြီးမကြခင်မှာမမကြီးကရောက်လာသည် ချက်ချင်းအဝတ်လဲပြီးလာခဲ့သည်နှင့်တူပါသည်ထမိန်အနှံ့နဲ့ဆွဲတာထူးထူးကိုဝတ်ထားသည်ထိုဆရာဝန်မကမမကြီးအားအံ့ဩတကြီးကြည့်ပြီးမေးပါသည်အမကျမလိုအမဖုန်းဆက်မလို့ဘလို့လို့တိပြီးရောက်လာရလဲတို့တိလေတန်နာရဲ့ ကျမတို့အပြင်ထွက်ဆောင်ရသည်ဖေဖေကခွင့်ပြုကြောင်းလက်မှတ်တော်ထိုးရသည်ပြီးတော့ပြန်ထွက်လာပါသည် မမကြီးကခွဲကန်းနဲ့မဝင်ခင်ကျမတို့ရက်ဆောင်နေသည့်အပြင်ဘက်ကခုံနန်းတွေနာရောက်လာပါသည်စိတ်အေးထားနော်မင်းလည်းသိပါတယ်အများကြီးစိတ်ပူဖို့မလိုပါဘူးတို့တက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ခွဲပေးမှာပါအဖေနဲ့အမေကစေယုံတရားရာမျိုးတခါမှမကြုံဘူးတဖြစ် အနေငယ်တော့စိတ်ပူနေဟန်တူပါသည် ပြီးတော့သူတို့မှာအခုလိုကြတော့လေမမကြီးကို မျက်နှာချင်းဆိုင်ရမှာအားနာပြီးကြောက်ရွံ့နေသလိုရှိပါသည် မမကြီးကသူတို့ကိုတစ်ချက်ပြုံးပြပါသည်ဆီယမလက်ထဲအပ်ပါတယ်ထွေထွေကိုတေချာခရိုးဆိုင်ပေးပါနော်အဖေကမမကြီးပြန်လဲထွက်ခန်းဒီမှမှားလေသည် မမကြီးကအားပေးသလိုခေါင်းကိုယ်ရာငြိမ်ပြသည် မမရီဝင်သွားပြီးနိုင်ဝတ်နေပါကြမှာဖေဖေနဲ့မေမေက လိုအပ်သည့်ပစ္စည်းတွေအိမ်ပြန်ယူဖို့တတိယသည် လာတော့ငါထွေအတွက်အခင်းနဲ့ခေါင်းအောင်ကတော့ပါခဲ့ပါသည်ကျမကိုအိမ်ပြန်လိုက်ပို့ဖို့ခေါ်ပေမဲ့မမရီရှိသည့်နေရာမှာကျမရှိခြင်းနေသည် ထို့ကြောင့်တယောက်တည်းငောင်းတောင်တောင်နဲ့လူနာဆောင်နေနေရာမှာကျန်ခဲ့ပါသည်မနက်တနားခွဲမှာတော့မမရီကထွက်လာပါသည်ခွဲကန်ဝတ်စုံမလဲရသေးပါ ကျမအခုမှမမကြီးကိုဒီလိုပုံစံဖြင့်မြင်ဘူးတာဖြစ်သည်အဲ့ဒီလိုကြတော့ကျမ တွေ့နေကြမမကြီးထက်ပိုပြီးအရှိန်အဝါကြီးနေတယ်လို့ရှိသည်ခိုင်းဒုခွဲလို့ပြီးသွားပြီမင်းတို့ကတော့မိစေအရှိန်နဲ့တတိပြန်မြလာသေးဘူးအဆင်ပြေမှာပါကျမမမကြီးကို ရုတ်တရက်ဖက်လိုက်မိသည်ယာနေကြကိုသိန်းနဲ့နဲ့အတူ ခွဲကမ်းမှပူးသက်စီအနံကိုရသည်ကျေးဇူးတင်ပါတယ် မလိုပါဘူးတို့အလုပ်ပဲမမကြီးကလူချင်းခွာပြီးခတ်တူတူပြောပါသည်မမကြီးကိုယ်တိုင်လာခွဲစရာမလိုဘူးမလားဦးတက်ရောက်လာတော့ကိုလက်ထောက်စရာဝင်အမခွဲပေးလို့ရတယ်မဟုတ်လားတမင်တကာအေးအပြက်ခံပြီးလာခဲ့ရမဟုတ်လားကျမသိတယ်ဦးမင်းနဲ့ပတ်သက်တဲ့သူ တို့ဒီအတိုင်းပြစ်မထားနိုင်ပါဘူးကွယ်ဒါနဲ့မင်းအဖေနဲ့မေရောခုနကမှပျက်စီးယူဖို့အိမ်ပြန်သွားတယ်မမကြီး အဲ့ဒါဆိုရင်လေလာတို့အခန်းထဲလိုက်ခဲ့ခဏနားရအောင်မမကြီးအခန်းဤထိန်၌ဒေါက်တာရီလီတန် MBBS စာချင်းဟူသောဆိုင်ပုတ်တတ်ထားသည့်ကိုမြင်ရသည် တကယ်တော့ဒီအမျိုးသမီးရဲ့နာမည်လေးနဲ့တင်ကျမယဉ်ခုံရပါသည် အခန်းထဲမှာစပွဲကုံနဲ့ထိုင်ကုံတစ်လုံးအပြင်ဂရင်သေးသေးလေးတစ်လုံးလည်းရှိသည်မမကြီးကကျမကိုဂရင်ပေါ်ထိုင်ခိုင်းပြီးသူကတော့စုံလဲထိုင်ကုံမှာဝင်ထိုင်ပါသည်ဂရင်က ထိုင်ကုံထပ်ပုံမြင်သည် ကျမထိုင်လိုက်တော့မမကြီးကထိုင်ကုန်ကိုတပတ်လဲကကျမဤရင်ခွင်ထဲကောင်းအပ်လိုက်ပါသည်ပြီးတော့အသက်ကိုခက်ပြင်းပြင်းရှူထုတ်လိုက်သည် ကျမဘာလုပ်ပေးရမယ်မသိတော့ကြောင့်ကြောပြင်းကို ဖော့ဖွားကလေးပုတ်ပေးမိသည်ပင်မသွား၏လားမမကြီးမဟုတ်ပါဘူးကွယ်မမကြီးကအကြကြီးတိတ်နေပါသည် လက်ချောင်တွေက ကျမကြောပြင်းကိုဖတ်တွေ့ထားသည်ပြီးမှဖြည်းဖြည်းချင်းပြောလာပါသည် တို့ခွဲကန်နေရအထွက်မင်းကိုမြင်လိုက်ရတဲ့အချိန်မှာတိတ်ဆိတ်ချန်တာသွားတယ်။ဒါပေမဲ့အဲ့ဒါနဲ့တဆက်တည်းဝမ်းနေလာမိလို့အဲ့ဒီအချိန်မှာ တွေးမိလိုက်တာတို့စိတ်သားရမှုအတွက်မင်းကိုဒုက္ခတော်တဲ့ဆွဲခေါ်မိပြီလားလို့မင်းကတော့တို့နှစ်ယောက်ချင်းနေရပြီဆိုတဲ့စကားပြောမှဖြစ်ပေမဲ့ဘေးကလူတွေပါလိုက်မင်းစိတ်ဆင်ရရမယ်လေ။အခုတော့မင်းတော်တော်လေးရင်ဆိုင်နေရပြီ။ရှိရှိကြရင်မင်းခံနိုင်ရင်ရှိပါမလား။ တခါတလေမင်းအောင်ချစ်မရဲ့တို့ပဲမှားနေသလားဆိုပြီးစဉ်းစားရပြန်တယ်။မမကြီးကလည်းအဲ့ဒါတွေကိုကျမရင်ဆိုင်နိုင်မှာလေဆို။မမကြီးကအေးပြက်ပြီးပင်ပန်းတော့အတွေးတွေများတာဖြစ်မှာ။ဘာမှမတွေးပဲစိတ်လျှော့ပြီးခဏလေးနားလိုက်လေ။ထွေးကိုကျမသွားကြည့်လိုက်အောင်မေ။နေစားမအောင်ကွယ်တို့ပြောချင်တာရှိသေးတယ်။တနေ့ကျရင်တနေ့ကျရင်ပေါ့။မင်းတို့မချစ်နိုင်တော့တဲ့အခါထားသွားပြန်နော်။တို့ဘက်ကိုမကြည့်နဲ့။ အချစ်ဆိုတာဘဝနဲ့ရှင်ခဏပါမင်းသားလည်းမှာပါလူတွေဆိုတာကိုကိုကိုအချစ်ဆုံးပဲလေမမကြီးဘာလို့အဲ့လိုပြောရလဲကျမကဘာဖြစ်လို့မမကြီးကိုထားသွားရမှာလဲကျမကတော့ကိုကိုကိုထက်မမကြီးကိုပိုချစ်တယ်အဲ့ဒီလိုပြောတော့မှမမကြီးကကျမကိုရင်ခွင်ထဲကနေမော့ကြည့်ပါသည်မင်းပြောတာမှန်နေတို့ပင်မန်းနေပြီဘာတွေပြောမိနေမှမသိတော့ပါဘူးခင်ဗျာအင်းလေး ပစ္စုပန်အရေးကြီးရပဲသူဟာသူရေရွတ်တလို့လေးလေးနက်နက်ဆိုသည်ပြီးတော့လေတံကချက်ချင်းပြောင်းသွားပါသည်ပေါမုံရှိတယ်စားရအောင်ကော်ဖီလဲဖြော်လိုက်မယ်ဟုတ်ခုနကမမရေမျက်ဝန်းတွေကို ကျွန်မသိပါသည် လွမ်းစုံမှုနဲ့ဝမ်းနည်းမှုအချို့ရောရှက်နေသည်ကျွန်မကို ခွဲခန့်နေရအထွတ်မြင်လိုက်ရတဲ့အချိန်တယောက်ယောက်ကိုတတိယသွားတာဖြစ်နိုင်လေသည် မမရီမချစ်သူဟောင်းရှိခဲ့သည်မဟုတ်လားသူ့ကိုအမှတ်ရသွားတာနေမပုံရုတ်တရက်ဒီလိုစကားတွေသူ့နှုတ်ဖျားကထွက်လာဖို့ဆိုတာအကြောင်းရင်းမရှိပဲမဖြစ်နိုင်ပါထိုချစ်သူဟောင်းဆိုတဲ့သူကိုကျမအင်မတန်အံ့အားသင့်မိပါသည်ဘလို့လူမျိုးပါလဲမမရီကဲသို့သောမိမမျိုးကိုလလခန်တီးတဲ့ဒါပေမဲ့လည်းသူနဲ့ကွဲသွားတာကြောင့်ဒါမမကြီးအချစ်ကကျမစီရောက်လာခြင်းဖြစ်လေသည် ကျမတော့မမရဲ့အချက်အားကျမကလွဲပြီးအခြားတယောက်ပိုင်ဆိုင်ခွင့်ရသွားမှာကိုအတွေးဖြစ်ပင်တိတ်ကြောက်ရုံမိပါသည် ထို့လူကရောအဲ့ဒီလိုမနှမျောဘူးလားကျမမသိပါ ကော်ဖီတောက်ပြီးတော့ကျမအပြင်ထွက်ပြီးမိမိတို့ကိုရှာကြည့်သည့်အခါထွေအတွက်တီးတန့်အခန်းတစ်ခန်းယူထားပေးသည်ကိုသိရသည် လူနာဆောင်တယောက်ပဲနေခွင့်ပေးသည့်အတွက်မိမိကိုထားပြီးဖေဖေနဲ့ကျမကအိမ်ပြန်ဖို့ပြင်ရသည် မမကြီးကလည်းကျမသူ့အခန်းမှာထွက်လာကြတဲ့ကအိမ်ပြန်သွားပြီဖြစ်၏ပြန်ရောက်သည့်အခါမနက်3နာရီထိုးပါပြီသို့သော ကျမအိမ်မပြောနိုင်တော့ပါမမကြီးဤသူ့ကိုထားခဲ့ပါဆိုပြီးလွမ်းရိပ်တန်းနေသည့်မျက်ဝန်းဖြင့်ပြောခဲ့သည့်စကားများကိုပြန်ကြားရောင်မိသည်ပြီးတော့မမကြီးအခုထိမပြောပြသေးသည့်သူ့ချစ်သူဟောင်းအကြောင်းကို စိတ်ကူကြည့်ပြီးမြင်ရောင်ကမေခွန်မောင်များစွာဖြင့်ထက်တလဲလဲအတွေ့အထိမှာနှင်းမြော်နေမိပါသည် အရှိအရကရောင်နီကိုမြင်ရမှမိုးလင်းသွားမှန်းကျမသိရသည် စေးရုံကိုပြန်သွားပြီးမေမေနဲ့လူနာဆောင်နေရာလဲရသည် ထွေရရောပြန်တရီရလာပြီလားမသိပါဦးတက်ခွဲစိတ်မှုက နောက်ဆက်တွဲပြဿနာမဝင်လျင်တော့၃ရက်စိုးစေးရုံကဆင်းခွင့်ရမည်ဖြစ်သည် ထွေကမိစေပြဲသွားသည့်အခါအတော်လေးတက်တာသွားပါပြီချုပ်ယိုကနည်းနည်းနာရာကြံတော့သည် ျမဆေးရုံရောက်ပြီးခဏကြာတော့ဆရာဝန်ရောင်းလဲ့မီဟူကြရသည်လူနာဆောင်တယောက်တာနေရမီဟူသူနာပြုဆရာမကအော်ပြောသွားတော့လဲကျမတို့ကတီးတန့်အခန်းထဲမှာဖြစ်တော့ကြောင့်မထွက်ပဲတိတ်တိတ်လေးနေနေမိသည် အခန်းတကားဝါကနေလူနာကတင်တွေစီးထားသည့်ဆေးရုံခန်းမကို ကျမချောင်းကြည့်ရသည် မမကြီးကတညလုံးအိပ်ရေးပြတ်ထားပေမဲ့ဒီနေ့မနက်အဝေးကနေမြင်ရတော့လန်လန်ဆန်ဆန်ရှိနေပုံပါပဲ။ မြန်မာဝတ်စုံခရမ်းရောင်ဖြော့ဖြော့အပေါ်ကနေကုတ်အင်ကြီးအနက်ရောင်ကိုထပ်ဝက်ထားသည် မမရီရောင်းလဲသည့်နောက်မှာကိုအောင်မြတ်ကိုမမဖြူနဲ့သူနာပြုတ်ဆီယမ်မအချိုကလိုက်သည်ကိုအောင်မြတ်ကိုကို ရှင်းပြနေတာကိုနားထောင်ပြီးလူနာအာဆန်တက်ကလိုအပ်တီစေးတွေထပ်လုပ်ပေးတင်တာကိုညွှန်ကြားတဲ့ပုံက ကျမအားအကြည့်ဘလို့မှမခွာနိုင်အောင် ဖြစ်စေသည်နှစ်ချက်ကိုလဲမင်းမှချိတ်လိုက်သည်ကအစလူနာကိုပြုံးကြည့်တာအဆုံး အပြုအမူသေးသေးလေးတွေတိုင်းကို ကျမမှကြည်နေရင်ညံ့လို့ရသည်မမရည်အလုံးလုံးနေမိပုံကို ကျမတခါမှမတွေးကြည့်မိခဲ့ဘူးပါ လူတယောက်ဟာ သူ့ကျွမ်းကျင်ရာကို လုံနေတဲ့အခါအလိုလိုစက်တည်ရှိသည်ဟုကျမကြားဘူးသည်ငကိုကရင် မမရည်ဟာစက်တည်ရှိပြီသားဆိုတော့ဒီလိုမြင်ရတဲ့အခါမှာသူ့အရှင်ဟာဘလောက်ကြီးမှကြောင်းကျမသိရသည်ဒီအမျိုးသမီးနဲ့တိကျံခွင့်ရတာကိုက ကန္တရာဤမျက်နှာသာပေးခံရမှုတမျိုးဖြစ်လို့နေပါသည်ကျမကိုကျမမမရီဤအချစ်ကိုရလို့ဂုံယူမိပင်မဲ့သူရဲ့ဒီလိုမျိုးပုံစံကို မြင်လိုက်ရချိန်မှာတော့တဆက်တဲ့တိမ်ငယ်မှုက တစတစဆူမူလာသည် ကျမဟာဘာမှမဟုတ်တဲ့ကလေးမလေးတယောက်ပါလားမမရီကသူ့တိတ်ခါကိုဂယူးမဆိုင်ပါလို့ဆိုပေမဲ့ ကျမကြောင့်သူ့အလုံးနဲ့သူ့နာမည်ကိုတစိမ့်တွေပါဇက်ထဲမှာတပုတ်လေးလွင့်အပြောခံရတာမျိုးကိုတော့ကျမမလိုခြင်းပါ။တရားရှိလျှောက်ကျမစင်ခြင်းမရတော့မီ။ round လဲလို့ပြီးခန့်နီမှာတော့ကျမတို့အခမ်းအနားရောက်လာပါသည်။မမကြီးကကျမကို ပြုံးပြပြီးမေးသည်။ရောက်နေရကြပြီလားခိုင်။ဟုတ်ကဲ့။တကယ်ကိုနေရခတ်တဲ့ခန်းစားချက်ကြီးပါလေ။မမကြီးကိုရှိန်ပြီးကြောက်နေမိသည်။ မဖြူဖြူကကျမကိုဝမ်းသာအားရနှုတ်ဆက်ပါသည်ဟဲခိုင်မလားခိုင်နဲ့ဘာတော့ ਆ လဲအတော်လေးမဖြူဖြူအေးအဲ့အားကြောင့်မနက်ကအမတစ်ခါလာကြည့်တော့ထူးဆန်းနေတာဒီလူနာကိုအမရီလေးတန်းကိုတိုင်ညလာခွဲပေးတာပါလားဆိုပြီးတော့ကိုအောင်မြတ်ကကျမကိုဝေခွဲရခက်သည့်အပြုံမျိုးပြုံးပြပါသည်မနေညနေရအဖြစ်အပျက်ကို သူမိအောင်မှာမဟုတ်ပါ မမကြီးကထွေဤချုပ်ယိုနေရာကိုတေချာဆန်းသက်ပေးပြီးလိုအပ်တာတွေမှသည်ချုပ်ယိုဟာနာသလားမမကြီးကဒီလိုမေးတော့ထွေက ခေါင်းငိမ့်ပြသည်ဝယ်ရမည့်စေးစာရွက်ကို မဖြူဖြူကအမေအားပေးသည်မိမိကချွေးတွေပြန်နေပါသည်လွန်ခဲ့တဲ့တစ်ပတ်ကပဲသူ့မမကြီးကိုအော်ဟစ်ခဲ့တာမဟုတ်လားအခုလိုကြတော့သူ့မှာပြုံးပြလို့လဲအခက်မျက်နှာတီးလို့လဲအခက်ဖြစ်နေသည် မမကြီးကတော့ပုံမှန်သာရှိသည်ဘာခံစားချမ်းမှသူ့မျက်နှာပေါ်မှာမပေါ်ပင်ထွေကိုလှုပ်ပေးစရာရှိတာကြွေးစရာရှိရာတွေအားပေါ့ပေါ့ပါပါတတတတဖြစ်သားမှသည်သို့သောအခန်းထဲမှပြန်ထွက်ခံနေ၌အမေကိုတခွန်းနှုတ်ဆက်သွားပါသည် အမခင်ဦးအမလည်းတညလုံးနားရသေးတာမဟုတ်ဘူးနားလိုက်အောင်နော်မမကြီးစကားကိုကြားရတဲ့အခါမိမေကခဏတော့မှင်သက်သွားပါသည်ပြီးတော့မှကျေးဇူးတင်ပါသည်ဟု ိမ်မက်ထဲကလန့်နိုလာသလိုပုံစံဖြစ်ပြန်ဖြည်သည်မမကြီးရောင်းလက်ပြီးသွားရင်းနဲ့ဧည့်သည်တွေကရောက်လာသည်ရက်ွက်ထဲကအန်တီဂျီတချို့နဲ့ထွေအီယုံကလူတချို့လည်းပါသည်မိမိကတော့အိမ်ပြန်သွားလေသည်နေလဲစာစားချိန်မှာတော့ဖေဖေကကျမအတွက်နေလဲစာနဲ့ထွေအတွက်ဆံပြုတ်ယူလာခဲ့ပြီးသည်ကျမထွေကိုအဖို့ပြုတ်ပေးရင်မမကြီးရောဒီအချိန်နေလဲစာစားပြီးပြီလားဟုစဉ်းစားမိသည် ကျမအတွက်အင်္ဂါပို့လိုက်သည့်ထမင်းချိုင်ကလေးကိုယူပြီးသူ့အခန်းစီဥတီမီတော့တောက်ခတ်ထားသည့်တကားကြီးကိုသာမြင်ရသည်မမကြီးဘဲများသွားနေပါလေနေလေစာစားဖို့အပြင်းများထွက်သွားပြီလားမသိပါဒါဆိုလဲကျမကိုမက်ဆီပို့ဖို့တော့ကောင်းပါသည်သူနာပြုတ်ခန်းထဲဝင်ပြီးမေးကြည့်ရသည်ဆီယမတို့မမကြီးကဟိုအမဒေါက်တာကြီးလေးတန်းကပြန်သွားပြီလားဘာလို့မလို့လဲ ဆီယမတယောက်ကကျမကိုစူးစူးကြီးကြည့်ပြီးပြန်မေးသည်တယောက်ကတော့ကျမလန့်နေသည်ကို တတိပြုမိဟန်တူပါသည်အမအူတီထဲမှာညီမလေးဒီနေ့ခွဲရရမဟုတ်ဘူးမလားမမကြီးတခါပြောပြဖို့သည်အေးအေးစီစီစောင့်လို့ရတဲ့လူနာတွေကိုအင်္ဂါနဲ့ကြာရာပရင်းမှာပဲအဓိကခွဲသည်တဲ့စိတ်ရှည်လက်ရှည်ဖြည့်ပေးသည့်သူနာပြုဆီယမကကျမမလိုအပ်ပဲရှာရှည်တာကို စိတ်ပြတ်သွားပုံပေါ်ပါသည် ကားစီရန်တစ်ခုအရေးပေါ်ရောက်လာလို့ခက်ပြက်ပြက်ဖြေးပြီးသူ့အလုပ်တူဆက်လုပ်နေသည်အဲ့ဒီအခါကျတော့လေကျမမတယောက်တည်းနေလေစားစားရသည်မိမိရောက်လာသည်ညနေ၄နာရီထိုကန်နေသည့်ကျမစောင့်နေပေမဲ့မမရီကိုထပ်မမြင်ရတော့ပါမမရီကတေချာပေါက်ပင်မန်းပေမဲ့မနေ့ကလည်းကြာရာပရင်းနေမှုတနေကုန်ခွဲရသည်ညကလည်းမနာရဒီနေ့လည်းတနေကုန်ဖြစ်ပြီး ကျမဘာလုပ်ပေးရမယ်မသိပါဒီနေ့ညမမရေကိုဖုံးမဆက်တော့ဟူဆုံးဖြတ်လိုက်သည် သူလဲနားရမိအချိန်လူအုံးမှာပေါ့လင်ဖုံးပြောရတာလဲအချိန်ပေးရပြီးမောသည်မဟုတ်လားမင်းညကမအိပ်ရသေးသည့်အချိန်ကြောင့်ညနေစာစားပြီးဒီနေ့ကျမမျက်လုံးတွေအလိုလိုမေးလာပါသည်နိုးလာသည့်အချိန်မှာတော့မနက်၃နာရီထိုးနေပြီမမရေဖုံးဆက်ထားတာကိုမြင်ရသည် 9နှစ်ခွဲက9ချိန်တီးတီးဆက်ထားသည်တိတ်ဆိတ်နေသည့်အမောင်တုရဲတွင် မနက်ခင်းကအတွေ့မျိုးကခေါင်းထဲထဝင်လာသည် ကျမသည်မမကြီးဤတိတ်ခါနဲ့လဲပြီးချစ်ရတဲ့အထိတန်မာရဲ့လားအကယ်၍များကြာလာလို့ကျမဤမရင်ကျက်မှုတွေကြောင့်မမကြီးစိတ်ပြက်လာရင်ဘလို့လုပ်ရပါမလဲတငယ်ချင်းတွေနဲ့မိသားစုပြောတာလောက်ကိုခံနိုင်ရရှိပေမဲ့ပတ်ဝန်းကျင်ကလူတွေပြောလာလျင်မမကြီးတီးခတ်နိုင်စွမ်းရှိပါမလား ကျမတို့နှစ်ယောက်ဤချစ်ချင်းဤနှစ်ယောက်လုံးကိုဒုက္ခရောက်စေမလား။စာဒီအတွေးများစွာဖြင့်မတိမချအနာဂတ်ကြီးကို တွေးပြီးကျမကြောက်ရွံ့မိရသည်အဖေနဲ့ကျမစေးရုံရောက်သွားသည့်အချိန်မှာတော့စနေနေ့မို့ရောင်းလဲတာမျိုးမရှိပါလေမိမိကမပြန်သေးပဲထွေးကိုမနှက်စာကျွေးနေသည် ထွေးကလူကောင်းလိုပင်ဖြစ်နေပြီဖေဖေကလည်းမိမိကိုစောင့်နေသည် ထွေးကစကားစပါသည်စေးရုံစည်းကမ်းကလည်းအသိရှိမှနော် ဈေးကုန်လို့ဆီယာမခေါ်တာအစတန့်ရှင်ရေဆုံးဒေါက်တာမျက်နှာနဲ့အကုန်လုံးတေချာလှုပ်ပေးကြတယ်။ဒေါက်တာကမင်းညက်နေရလဲတခါလာကြည့်ပေးသွားသေးရဲ့လေ။သူတို့အကြီးအကဲဆိုင်တော့ဟိုဆီယာဝင်မလေးတွေလဲခဏခဏလာကြည့်ပေးရှာတယ်။ကျမမဒေါက်တာဆိုတာကို တော်တော်လေးစဉ်းစားလိုက်ရပါသည်။ဘသူကိုများထွေရင်ညွန်းနေပါလဲ။သူတို့အကြီးလို့ပြောလိုက်တော့မှမမကြီးကိုပြောတာမှန်ရိပ်မိသည်။ တမီးရဲ့မမကြီးလေးဆိုပြီးမန်နတ်တိုင်းတက်ပြခြင်းစိတ်ကိုအတန်နိုင်ဆုံးချိုးနှိမ်လိုက်ရသည်မိမိကဘာမှ ပြန်မပြောပဲကျမကိုစိတ်ရှုပ်တိအကြည့်ဖြစ်ကြည်လာသည်ဖေဖေကတော့အလိုက်အထိုက်ဖြစ်အေးလေကွာတနေ့အရာဆို လူကန်းလိုတာပေါ့ဟုဆိုသည် ထွေးကိုမနှက်စာကြွေးပြီးသည့်အချိန်မှာအခန်းထဲကိုမမကြီးတယောက်တည်းရောက်လာပါသည် သူ့အကြောင်းပြောပြခါစားမို့ကျမရုတ်တရက်လန့်သွားပါသည် မမကြီးဒေါက်တာ ီနေ့စနေနေ့မဟုတ်လားဘလို့လို့ရောက်လာလဲထွေကရုံးပိတ်ရက်ကို နားလဲတယ်လို့ဆိုသည် ဟုတ်တယ်ကျမယူစရာလေးရှိလို့လာရင်လည်းဝင်ကြည့်တာပြီးတော့ထွေကိုစမ်းသပ်သည်အားလုံးတော့ကောင်းပါတယ်ဒီအတိုင်းပဲဆိုရင်မနှက်ပြန်နေလေကင်းဆိုဆင်းလို့ရပြီကျေးဇူးတင်ပါတယ်ဒေါက်တာဒေါက်တာရှိလို့မဟုတ်ရင် ကျမတို့ဘာလုပ်လို့လောက်ရမှန်းတော့မသိဘူးကျမအလုပ်ပဲလေ မမကြီးကမှတ်တမ်းတင်စာအုပ်မှာဖြည့်ရည်ရင်အေးအေးလေးပြောသည်ဖေဖေကဝင်ပြောပါသည်ကျေးဇူးတင်ပါတယ်ဆီယမထွတ်ထွတ်ရပြောတယ်ဆီယမတေချာကယူဆိုင်လို့အဆစအရာရအဆင်ပြေတယ်တဲ့ကျွန်တော်လဲရုတ်တရက်ဆိုတော့စိုးရိမ်နေဒီစေးရုံမှများခွဲပေးမဲ့ဆီယဝင်မရှိရင်မန်းလေးဆင်းရမှာပဲလို့အဲ့လိုအခါကျရင်ငွေရောလူရောဒုက္ခရောက်မှာဆီယမညဘက်ကြီးချက်ချင်းရောက်လာပြီလို့တော်သေးတယ်ဗျာ ဖေဖေနဲ့ထွေကဂျေစုတင်စကားပြောတော့မိမိကနေရခတ်သွားဟန်သူပါသည်။သူလဲတခုခုတော့ပြောတင်တယ်ဆိုတာကိုသူသိမှာပါ။ဂျေစုတင်มาတဲ့ရီလေးတန့်။မမရီကပြုံးယုံသာပြုံးပါသည်။မိမိကဆက်ပြောဖို့အနေငယ်တုံဆိုင်နေသည်။ပြီးတော့တနည်းအားစကားလွန်သွားတာကိုတောင်းပန်ပါတယ်။ရှားပါတယ်အမခင်ဦး။မိမိကထွေးကိုကြည့်ရင်လေတံကနှူးညံ့သွားပါသည်။ ကျမမာဒီညီမလေးတယောက်ပဲရှိတာဂယူဆိုင်ပေးလို့ကျေးဇူးတင်ပါတယ်မမကြီးကအစတော့ပြုံးနေပေမဲ့ကျမနဲ့အကြည့်ချင်းဆုံသွားတော့အခါသူ့စိတ်ကူတမျိုးပြောင်းသွားနေတဲ့သူပါသည်ဒါဆိုကျမပြောစရာတစ်ခုရှိတယ်ဖေဖေနဲ့မေမေကမမကြီးပြောတာကိုသေချာနားထောင်ပါသည်ခိုင်ကိုအများကြီးမချုပ်ချယ်တော့ပဲလွတ်လပ်ခွင့်လေးပေးလိုက်ပါ။ကျမကြောင့်သူ့ကိုထပ်ပြီးမစူပါနဲ့တော့။ ဒါလေးပဲကျမတောင်းဆိုချင်ပါတယ်မမရည်စကားဆုံးတော့အားလုံးကတိတ်ဆိတ်သွားပါသည်ကျမဘာမှဝင်မပြောရဲပါ ဝင်ပြောလိုက်မှကိစ္စတွေပိုးရှုပ်သွားနိုင်သည်မိမိနဲ့ထွေကိုကြည်ရတာမမရည်အဲ့ဒီလိုတိုက်ရိုက်ပြောတာကိုအံ့အားတင်နေဟန်သူပါသည်မိနဲ့နှဲငယ်ကြမှာဖေဖေကတိတ်ဆိတ်မှုကို ဖြုတ်ခွဲလိုက်သည်အဲ့ဒါဆီယမထင်လို့မဟုတ်ပါဘူးတမီးစိတ်အတိုင်းကျွန်တော်တို့နေခွင့်ပေးထားပါတယ် ကျေးဇူးတင်ပါတယ်။ဒါဆိုကျမသွားတော့မယ်။ရှီလေးတန့်မမရေအခန်းထဲမှာထွက်ဖို့ပြင်လိုက်သည့်အခါမေမေဤခက်ဆိုင်ဆိုင်နဲ့တုံရင်မှုအဖျားခတ်နေသည့်အတန်ကိုကြားရပါသည်။တမီးကိုဝမ်းနဲ့အောင်မလုပ်ပါနဲ့။အမတို့တသက်လုံးတမီးကိုစိတ်ညစ်အောင်မလုပ်ဘူး။ဒါကြောင့်မို့ရီလေးတန်းနဲ့ကြမှာအမသမီးငိုရရင် အမနဲ့တွေ့မှာပဲအဲ့အရောစိတ်ချပါအမခင်ဦး မမကြီးကကျမတို့ကိုခေါင်းတစ်ချက်ညှိပြပြီးထွက်သွားသည်ဖေဖေနဲ့မေမေကကျမရှိမှနေရာခတ်တလို့ရှိပြီးလှုပ်ရှားရှိသည်ဆိုကခက်မြန်မြန်ပင်အိမ်ပြန်သွားကြသည်ထွေကကျမကိုမော့ကြည့်သည်ခိုင်းဒေါက်တာအညံတော်တော်ချစ်တာပဲသူ့အခြေအနေနဲ့ဒီလောက်ထိနဲ့အတွက်ပြောပေးတာကိုကသိတာနေပြီတမီးနဲ့မမကြီးအကြောင်းသိတော့မမေလိုမျိုးထွေးစိတ်ထဲမှာနေရာခတ်တာမျိုးမဖြစ်ဘူးလားယင် မဖြစ်ပါဘူးလူလူချင်းအောင်ဘာလို့ခွဲခြားနေရလဲနင်းချစ်ချင်တဲ့လူကိုချစ်ငါကတော့နားလေတယ်နင်းမမရဲ့တော်တာပဲဘယ်နေရာမှအပြစ်ပြောစရာမရှိဘူးမိမချင်းတော့အားကြရတာဒါပေမဲ့သူ့အတမျိုးဘာလို့ကြိုက်တာလဲမသိဘူးတမီးကလှလဲမလှတော်လဲမတော်အတက်ကငယ်သေးရဲ့အချစ်ဆိုတာဖြစ်လာဖို့တမချန်ဆန်နှုံးလိုတယ်လို့နင်းကထင်နေရလားမိခိုင်းရဲ့ဒါဆိုနင်းရရောဒေါက်တာကိုဘာလို့ချက်သွားရလဲ ။သမီးကတော့မြင်မြင်ချင်းအထင်ကြီးရာစားချက်သွားတယ်ထင်တာပဲထွေရဲ့။သမီးမှာတော့သူ့ဘက်ကကျင်အထင်ကြီးစရာတခွာမှမရှိဘူး။ကျမဤကိုကိုကိုမကောင်းမြင်နေ စကားတွေထွက်မလာခင်ထွေးကဖြတ်ချလိုက်ပါသည်အထင်ကြီးတိုင်းလည်းမချက်ပါဘူးခိုင်းနင့်ကြောင့်မှနင့်ထက်အထင်ကြီးစရာလူတွေတွေ့နေရပါပဲနင့်ချစ်မိလို့လားဟွန်းအင်းအဲ့ဒါပဲလေအချစ်ဆိုတာသူ့ရဲ့ဖြစ်တည်မှုကိုပဲချစ်မိသွားတာ ိုဟာကြောင့်ဒီဟာကြောင့်ဆိုပြီးရှောက်တွေးနေနဲ့ဒေါက်တာလည်းနင်းရဲ့အဲ့ဒီဖြစ်တည်မှုကိုချက်တာနေမှာပေါ့ထွရချက်တူလည်းမရှိပဲနဲ့ဆီယာမကြီးလုံနေရနော်အပြိုကြီးရတော့ငါစောက်ဖတ်တယ်လေမစွန်တဲ့လူကအချစ်ရင်မှအကြံပေးရအတော်ဆုံးပဲတဲ့ငါ့ကိုလာမစနဲ့နော်ကျမကတခိခိရင်မောင်းမိတော့မနန်နန်ရောက်လာတဲ့ဖြစ်စကားစပြတ်သွားပါသည် ူမကရေရီချိုးခဲ့ပြီးမှွေကြိုင်နေသည် ထွေကသူ့တငယ်ချင်းရောက်လာတော့ကျမကိုပင်ခီယူမဆိုင်တော့ထွေဒါဆိုတမီမမရီနာသွားလိုက်အောင်မေမမရီစောင့်နေမှာမဟုတ်ဘူးဆိုပြီးတွေးမိပေမဲ့သူ့ခန္ဓာသူရောက်တော့တော့မခတ်ထားတာကိုတွေးရသည်ဒါဆိုရှိနေသေးတာပဲကျမအခန်းတကားကိုဆွဲဖွင့်မမရီကလည်းအထဲကနေတွန်းဖွင့်လိုက်သည်အဲ့ ဟာခိုင်းနားတော့လားရရဲမမကြီးတို့အခုပဲပြန်တော့မှာမို့မင်းကိုဝင်းနှုတ်ဆက်တော့မလို့ကွယ်ကျမမမကြီးအိမ်လိုက်ခဲ့မယ်ရလို့လားဟုတ်ရရဲမမကြီးအတန်းမှာစူးရိမ်မှုတချို့ရောရှက်နေပါသည်ထွေခန်းထဲကိုဝင်ပြီးကျမပြောရပြန်နီထွေကျမမမကြီးနဲ့လိုက်သွားပြီအဲ့ရကနေအိမ်တန်းပြန်တော့မယ်နော်မိမိတို့ကိုပြောပြော အခုမမနဲ့ရှိရပဲမဟုတ်လားရရဲရရဲငါကကောင်းနေပြီလူနာမဟုတ်လို့အဆောက်မလို့တော့ဘူးဟုတ်ပြီလားသွားတော့ထွေကစိတ်ဆူသလိုဟန်ဆောင်ပြီးအော်ဒီအတွက် ကျမရဲမောကပြေးထွက်လာမိသည်မမရီနာရောက်တော့မျက်နှာပုံမတန်နိုင်ပဲသူ့လက်ကိုချိန်တီးခါမမရီဤခက်တင်တင်မျက်နှာထားကပြုံးသွားပါသည်ကားပေါ်သို့ရောက်တာကိုပင် ကျမပြုံးကျင်စိတ်ကိုမယံတန်နိုင်ပါ မိမိကိုကျမကြောက်စရာမလိုတော့ပါလေမမကြီးရဲ့ကျေးဇူးတွေပဲပေါ့ဘာလို့တလောက်ပြုံးနေရတော့ခိုင်းမမကြီးပြောလိုက်တော့အဖေနဲ့အမေเนี่ยညင်းမရပြုတ်မရဖြစ်သွားတာရို့တအားတဘောကြလို့ပြီးတော့ထွေးရလဲကျမဘက်ကတိလာမမကြီးမမကြီးကမချိပြုံးလေးပြုံးပါသည်ပြီးတော့မှတလုံးချင်းကို ဖြည်းဖြည်းပြောသည်ခိုင်းမင်းဥပဒေရေးရာစေပညာသင်ဘူးတယ်မဟုတ်လား အဲ့ဒီထဲမှာဆရာဝန်ကြီးရဲ့ကျင့်ဝတ်တွေအကျယ်ချဲ့တင်တာရှိရဲ့လေမျက်မှတ်မိမှာပေါ့အဲ့ဒါဘာဖြစ်လို့လဲမမကြီးရဲ့တို့အဲ့ဒီကစားပိုက်တစ်ပိုက်ကိုအတိအကျမဟုတ်ပင်မဲ့မှတ်မိနေတဲ့အခါဆရာဝန်ဟာ လူနာတို့မဟုတ် လူနာရဲ့မိသားစုစီကနေဈေးပညာအသုံးချပြီးကိုကျိုးမရှာရဘူးတဲ့ဥပမာဆိုပါတော့ဆဆချင်းလူတယောက်နဲ့ကိုဟာလူနာနဲ့ဆရာဝန်အနေနဲ့တိလိုက်ရတယ်ဆိုရင် ဆရာဝန်ကလူနာကိုချစ်သူလိုမျိုးကြိုက်လို့မရဘူးပေါ့အဲ့ဒါကို तू ကကြိုက်မိသွားပြီလူနာကလည်းကိုယ့်ကိုစေးကုပေးတဲ့ဆရာဝန်မို့ပြန်ကြိုက်တယ်ဆိုရင် तू ဟာစေးပညာလွဲသုံးစားလုပ်ပြီးအမျက်ထုတ်တလို့ဖြစ်သွားတယ်ဒါပေမဲ့တို့လေအခုအဲ့ဒီအတိုင်းဖြစ်နေပြီကွယ်မိမိသားစုတို့စေးကုပေးလို့ကျေးဇူးတင်နေတဲ့အချိန်မှာကိုဂျိုအတွက်မင်းကိုလွတ်လပ်ခွင့်ပေးဖို့တောင်းဆိုမိတယ်ပြီးတော့မင်းအမေလက်ခံပေးတာကလည်းအဲ့ဒါကြောင့်တပိုင်းတစပါမှာပဲ။ တို့သိပါတယ်။ဒါကျင့်ဝတ်ဖောက်ဖျက်တာပဲလေ။မလုပ်တင့်ဘူးဆိုတာလည်းသိတယ်။လုံမရဘူးဆိုတာလည်းသိတယ်။ကျမဘလို့တုံ့ပြန်ရမှန်းမသိပါ။မမကြီးကိုပြန်ပြောဖို့စကားရီစီနေမိသည်။မိမိကအဲ့ဒီနေ့ကမမကြီးကိုလက်မခံတာမဟုတ်ပဲသူ့ပြောခံလိုက်ရတာကိုရှက်သွားလို့ဆိုတာကိုဘလို့ရှင်းပြရပါမလဲ။ကျမအတွေ့မဆုံးခင်မှာပဲမမရီဤစကားတန်ချူချူလေးကိုထွက်ကြရသည် ဒါပေမဲ့လည်းကလေးရဲ့မင်းနဲ့ပတ်သက်လိုက်တို့ကဘဲချင်းဝင့်မစိုးလိုလိုလာလာ ချိုးပေါက်ပြစ်ချင်နေမိတော့လဲတိတ်ကိုခတ်သားလာနော်ဒီနေ့တော့ဒီလောက်ပါပဲရှင် ကျမရဲ့လူချင်းမင်းလေးများအားလုံးအိမ်မက်လာလာမကြပါစေအသက်ရှူတိုင်းမှာငွေဝင်ကြပါစေကျမရဲ့ Oreo ဘုတ်လေးတွေကိုနားဆင်ပြီးဘဝအမော်တွေပြပြောင်းနိုင်ကြပါစေ